အတင်းအောင်ဘီအက်ဂျီရဲ့ချန်ပီယံလီဖလားစုခုရရှိမှုပေါ်ကုန်ပြုခဲ့တဲ့နေပါနဲ့အပပိဘောလုံးလောကမှာအတင်းတင်းရအောင်မြင်မှုဟာဇာတမဟောင်းနေတဲ့ပရိသတ်တွေကြောင့်ဘလို့တုံပြံမှုတွေဖြစ်စေလဲဆိုတာအများအားဆုံးဝင်စားကြပါပဲဒီမှာတော့ပြင်းထန်တိတ်တန့်ကလပ်ဘီအက်ဂျီတင်းဟာသူ့ရဲ့အတင်းတမိုင်းတစ်ချောင်းပထမဆုံးချိန်ပြင်းအိမ်မက်ဆန်နဲ့ချန်ပီယံလီဖလားကြီးကိုစုခုသွားခဲ့ပါပြီဒီလိုသမားတွေအောင်မြင်မှုရရှိပြီးတဲ့နောက်ဘီအက်ဂျီတင်းရဲ့ဇာတမဟောင်းတွေဖြစ်ကြတဲ့လက်ရှိရီယယ်မရစ်တင်းရဲ့တိုက်စစ်မှုကီလီယန်အပပိနဲ့ဆန်တိုတင်းတိုက်စစ်မှုနေမာတို့ကသူ့ရဲ့လူမှုကွန်ရက်မီဒီယာတွေကနေတင်လိုက်လဲစွာဂုဏ်ပြုစကားတွေပေးပို့ခဲ့ကြပါတယ်ဘီအက်ဂျီတင်းဟာကီလီယန်ဘော်ဘီရီယယ်မရစ်ကိုလွတ်ပြောင်းရှိခြင်းနဲ့ထွက်ခွာသွားပြီးတဲ့နောက် ပထမဆုံးရစီမှာပဲချန်ပီယံလိဘလောက်ကိုစုခုနိုင်ခဲ့တာပါဒီအချက်က PSG နေနဲ့ကျယ်ပွင့်ကစားသမားတအုပ်မရှိတော့ပေမဲ့လည်းနီပြလိုဝေးအန်ရီကီရဲ့ဥဆောင်မှုအောက်မှာအတင်းလိုက်စူးစီးမှုနဲ့ဒီစနစ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကနေဒီစင်ကြီးမားတဲ့အောင်မြင်မှုရယူနိုင်တဲ့ဆိုတာကိုထင်ထင်ရှားရှားပြသနေပါတယ်ဒီရစီက PSG အတွက်တမိုင်းတွင်မဲ့ရာသီတစ်ခုဖြစ်ခဲ့ပြီးပြည်ရင်ဖရာ၃လုံးပါဝင် စုစုပေါင်းဖလားလေးလုံးထိရယူထားနိုင်ခဲ့တာဖြစ်ပါတယ် PSG တင်းရဲ့တမိုင်းဝင်အောင်ပွဲပေါ်မှာ Apple Pay ကသူ့ရဲ့ Instagram မှာ နောက်ဆုံးတော့ကြီးကျယ်ခမ်းနားတဲ့နေ့ကိုရောက်ရှိလာခဲ့ပါပြီ။အောင်ပွဲနဲ့တင်းလုံးရအားထုတ်မှုအတွက်ဂုဏ်ပြုပါတဲ့ PSG လို့ရေးသားခဲ့ပါတယ်။ဒီစကားတွေကအန်ဘာပီဂျင်းရဲ့သူ့ရဲ့တင်းဟောင်းရဲ့အောင်မြင်မှုကိုယူသားစွာဂုဏ်ယူကြောင်းဖျက်သနေပြီးအသင်းနဲ့ပရိသတ်ပေါ်ထားရှိတဲ့သူ့ရဲ့ချစ်ခင်မှုကမပြောင်းနေဘူးဆိုတာကိုပေါ်လင်းစေပါတယ်။အမဘီလိုပဲ PSG တင်းရဲ့အဓိကကျယ်ပွင့်စားသမားတစ်ဦးဖြစ်ခဲ့တဲ့ဘရာဇီးတိုက်စစ်မှုနေမှာကလည်း PSG ရဲ့ချန်ပီယံလိအောင်ပွဲအတွက်သူ့ရဲ့ Instagram မှာလက်ခုပ်ဒီနေတဲ့ emoji ပုံလေးတွေနဲ့တူဂုဏ်ယူပါတဲ့ PSG လို့ရိုးရိုးရှင်းရှင်းလေးရေးသားခဲ့ပါတယ်။နေမှာရဲ့ဂုဏ်ပြုစကားကစကားလုံးနဲ့ပဲလေအတိပဲပြောပြီးသူ့ရဲ့တင်းဟောင်းပေါ်ထားတဲ့ချစ်ခင်မှုနဲ့လေးစားမှုကိုပေါ်လင်းစေပါတယ်။အမဘီနဲ့နေမှာတို့ဟာ ပြည်ကြည်အတင်းမှာအတူတကွကစားခဲ့စဉ်က2020ပြည့်နှစ်ချန်ပီယံလိပြိုင်ပွဲမှာဘောလုံးဘက်ထိတက်ရောက်နိုင်ခဲ့ပူပါတယ်။အဲ့အဲ့ဒီပွဲစဉ်မှာဘိုင်ယန်မြူးနစ်တင်းကိုဒဂိုကုမရှိနဲ့ယင်းနှင်းခဲ့ပြီးဒုတိယဆုနဲ့သာချိန်နှက်ခဲ့ရပါတယ်။အဲ့ဒီချိန်တုန်းကသူတို့ကဘီအက်ဂျီကိုချန်ပီယံလိပလာရယူပေးဖို့အဓိကမျှော်လင့်ချက်တွေဖြည့်ခဲ့ကြပေမဲ့အကောင့်ထဲမပေါ်နိုင်ခဲ့ပါဘူး။အခုကမှတော့သူတို့နှုတ်မပါပဲဘီအက်ဂျီကချန်ပီယံလိပလာကိုရယူနိုင်ခဲ့တာဟာဘောလုံးလောကရဲ့မထင်မထားတဲ့အပြောင်းအလဲတွေကိုပြသနေပါတယ်။ကလပ်တင်းရဲ့အောင်မြင်မှုဟာတူတယောက်ပေါ်မှာမူတီတာမျိုးမဟုတ်ဘူးဆိုတာကိုဒီချိန်တွေကသက်သေပြသနေပါတယ်။ဘီအက်ဂျီတင်းတော့ဒီချန်ပီယံလိပလာအနှစ်ပေါင်းများစွာစောင့်မျှော်ခဲ့ရတဲ့အိမ်မက်တစ်ခုပါပဲ။ ပြည်တွင်းလိနဲ့ဗလားတွေမှာအောင်မြင်မှုရရှိခဲ့ပေမဲ့ကိုရော့ပတ်မှာတော့ကံမကောင်းစွာနဲ့ပဲလွှဲချော်ခဲ့ရတာတွေရှိခဲ့ဘူးပါတယ်။အခုတော့ဒီအိမ်မက်ကို၅ခုပြည့်နဲ့အနိုင်ယူပြီးလှပစုံပုံစံနဲ့အကောင့်ထဲဖော်နိုင်ခဲ့ပါပြီ။ဒီအောင်ဘွဲက BG ကိုကမ္ဘာစင်ကလပ်ဒင်းတွေချာမှာပုံမှုခိုင်မာတဲ့နေရာတစ်ခုကိုရောက်ရှိစီခဲ့ပါတယ်။ဒီအောင်မြင်မှုပမာ MVP နဲ့နေမာလို့လို့ကျယ်ပွေဟောင်းနေကြပါ။ကွန်ပျူတာတွေပြပုတ်ခဲ့တာဘော်နော့ကရဲ့ချစ်စရာကောင်းတဲ့မြင်ကွင်းတစ်ခုလို့ဆိုရမှာပါ။ဒီအောင်မြင်မှုက BG ကိုနောက်နေ့တင်မှာလဲချန်ပီယံလိဗလားတွေအဓိကစိန်ခေါ်သူဖြစ်ဆက်လက်ရည်တည်သွားစီမှာတေးကြပါတယ်။ဒီမှာကျွန်တော်တို့ကတည်းကအမားပေးချက်ပြတ်